တို့ညာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတခါဖပြပေးတော့မှာကတော့ဆိုင်းဆရာမဂျူရေးသားထားတဲ့နေရင်အခြားတစ်ဖက်ဝတ္ထုအပိုင်းရှိပဲဖြစ်ပါရဲ့ရှင်အခန်းကလေးသည်ချင်းမြောင်းတော်လဲဖန်ချောင်းမိအောင်ဖြင့်ထိန်းနေသည်အခန်းထဲတွင်လူနှစ်ယောက်ရှိနေသည် ်ဆရာဝန်သည်လူနာဂရင်ဘေးတွင်မတည့်ရက်နေပြီးဂရင်ပေါ်မှလူနာမျိုးသမီးကိုငုံကြည့်ဆန်တန်နေသည်ဖန်ချောင်းအလင်းရောင်၏ဆူရှမှုတန်းကိုမခံနိုင်သလိုအမျိုးသမီးကမျက်စိဆုံမိ၍မျက်ခုံးရှုံထားသည်ကိုဆရာဝန်ကခရူတဆအကဲခဲကြည့်နေပြီးမှနှစ်ချက်ကိုနေရာယူသည်ရင်ညွန့်ပေါ်မှလေပင်ပေးဘက်ထုံမတဆင်အမျိုးသမီးမိတ်ထားသောမျက်လုံးပေါ်ရွှေ့ယူကြည့်လိုက်သည်မချားတဲ့တော့သွေးစည်းတံမျိုးမချရပါသူနှစ်ချက်ကိုနှာမဖြုတ်လိုက်သည် ခမရဲ့လက်ချောင်းတွေတစ်ခါကြောဆွရင်ဘလောက်ကြာတတ်တယ်လဲအမျိုးသမီးကမျက်လုံးကိုကြိုးစားဖွင့်သည်ဆရာဝန်သည်ဤမျက်လုံးမျိုးနှင့်ရင်းနှီးဖူးသလိုလိုချင်နေသည်တစ်ခါတခါတော့လည်း10မိနစ်လောက်ပဲတစ်ခါတခါတော့လည်း10မိနစ်လောက်ကြာတတ်ပါတယ်အဲ့ဒီအချိန်မှာခမရဲ့လက်ချောင်းတွေလှုပ်ရှားနိုင်သလားအလုံးလုံးနိုင်သလားမလုံနိုင်ဘူးဆရာတော်တော်ဆွဆွဝါလှုပ်နေတာဆိုတော့ဖိထိန်ထားလို့လည်းမရဘူး ညိုစိမ့်စိမ့်ပိန်သွဲသောအမျိုးသမီးမျက်နှာတွင်မှတ်မိလွယ်ဆုံးမှာနှာခေါင်းဖြစ်သည်နှာခေါင်းသည်တမန်ထက်အနှဲငယ်ပေါ်ရရှိနေသည်မျက်နှာတွဲသောကြောင့်ကြည့်ကောင်းယုံသားရှိသည်ဤနှာခေါင်းမျိုးသူမြင်မှုသည်အဲ့မျိုးပုံမှန်ဖြစ်တတ်သလားဥပမာတလားတစ်ချိန်တစ်ချိန်စသဖြင့်ပေါ့ပုံမှန်တော့မဟုတ်ဘူးဆရာတခါတခါတော့တလားတစ်ချိန်လောက်တခါတခါလဲဘာမှမဖြစ်ပဲလင်းကားလောက်ကြာချင်းကြာတတ်တာ သူမသည်အမြဲတမ်းခံစားနေရသည့်ပြင်းထန်ဆူချသောခေါင်းကိုက်ဝေဒနာနှင့်ပြုတ်ဝန်းခြင်းကိုသာအဓိကခံစားချက်အဖြစ်ပြောပြခဲ့ခြင်းဖြစ်သည်။ထို့သောဆရာဝန်ကသူမတစ်ခါတစ်ခါမှဖြစ်တတ်သည့်အကြောဆွဲခြင်းကိုခရုတဆိုင်မင်းမြန်နေသောကြောင့်သူမနားမလည်သလိုဖြစ်လာသည်။အဲ့အမျိုးခမင်းငငယ်ကလေးကဖြစ်ဘူးကသိကြရယ်နော်။သိကြပါရဲ့ဆရာ။ကျမအသက်30ကျော်မှဖြစ်တာ။ အတိအကျပြောရရင်တော့နှစ်နှစ်လောက်ပဲရှိပါသေးတယ်။ဆီယဝင်းကလူနာဤမျက်နှာနဲ့ဦးခေါင်းကိုခရူးတဆိုင်စစ်စစ်ကြည့်ပြီးခေါင်းတစ်ချက်ညှိလိုက်ပြီးသူ့စပွဲစီပြန်သွားကကလက်ထိုင်တွင်ဝင်ထိုင်လိုက်ပြီးရခင်တစ်ပတ်က စစ်စေးထားသည့်တမန်များ တွေးစစ်စိမ်မှုအဖြစ်များကိုလှန်လို့ကြည့်နေလေသည်။ခေါင်းကြိုက်တာနဲ့အန်တာနဲ့တူတူဖြစ်တတ်သလား။อืมဟုတ်ကဲ့ခေါင်းကြိုက်တာပုံရရဲ့ဆရာမနက်ပိုင်းနဲ့ညနေပိုင်းဘယ်အချိန်မှာပိုခေါင်းကြိုက်တယ်လဲမနက်ပိုင်း ။ဆရာဝန်ကခေါင်းတစ်ချက်ညှိလိုက်ပြီးဆရာရဲ့တစ်ခုဆွဲဖြုတ်ကစာကြောင်းများကိုခက်တွဲရင်းနေသည်။ခင်ဗျားထားလို့ရပြီဖြည်းဖြည်းထားနော်။အမျိုးသမီးကအိမ်ယာမှာဖြင်းဖြင်းစွာထားပြီးခရင်ပေါ်မှာခြေတွဲလောင်းချရီထိုင်သည်။ဆရာဝန်ကသူ့မကိုအပေါ်ရန်တစ်ချက်ရှဲ၍ကြည်လိုက်ပြီးဦးခေါင်းတက်မန်ကိုစူးဆိုင်ကုန်းကြည့်နေသည်။ကျွန်တော်တို့နောက်တစ်ဆင့်ဆက်စေဖို့ကြံသေးရဲ့ခင်ဗျားဆက်ရှိရှိထားမှဖြစ်မယ်နော်။ အမျိုးသမီးကဝေဒနာကြားမှအာယူ၍ပြုံးလိုက်တော့အခါထိုပြုံးသည့်ဆရာဝန်အားတစုံတစ်ယောက်ကိုသတိရသွားစေသည်သို့တော့ဘသူမှလည်းမသိမကွဲပဲဖြစ်နေသည်ခမည်းနှင့်အတူတခြားဘသူပါလာသေးလေလုံနာတယောက်ကိုအခြားဘသူပါလာသေးလဲဟုမေးခြင်းတွင်ဝမ်းနှင့်ထိတ်လန့်ပွဲရာအတိတ်ပဲများရှိနေနိုင်ကြောင်းသူမသိပါသည် သူမစိတ်တင်းထားလိုက်ရသည်ကျမတဲ့အင်ကကလေးမလေးတယောက်ပဲပါတယ်ဆရာ။ဘာခက်ခဲရှိလို့လဲရင်ကျမကိုအမနာပါနဲ့ဆရာ။ကျမဘာမဆိုရင်ဆိုင်ရဲပါတယ်။ ဘာမဆိုဤစကားကိုဆရာဝန်မိုံမှာလူနာတော်တော်များများသည်မိမိတို့ယောဂဤဆိုးရွားသောအဖြေကိုရင်မဆိုင်နိုင်ကြပါမဟုတ်ပါဘူးခင်ဗျားကိုကျွန်တော်ဘာမှအတိအကျမပြောနိုင်သေးဘူးကျွန်တော်တို့နောက်ထပ်ဆက်ဆင်းမှုတစ်ခုကြံသေးရဲ့အဲ့အတွက်တလင်းလာနေမှာအုံနောက်နဲ့အာယုံကြောက်စေးုံကြီးကိုခင်ဗျားလာရအောင်မယ် အမျိုးသမီး၏မျက်ဝန်းတောက်ပမှုမှာညှို့ဖျော့သွားသည်ဆရာဝန်ကကမန်ကရန်ပြုံးပြလိုက်သည်ဘာမှခက်ခဲစစ်စစ်မှုမဟုတ်ပါဘူးဟိုတပတ်ကခမရအောင်နောက်လိုက်စစ်စစ်ခဲ့တယ်လို့ပဲခမရဘာမှလဲနာစရာမလိုကြောက်စရာလည်းမရှိဘူးခမရအောင်နောက်ကိုကျွန်တော်တို့ကကွန်ပျူတာနဲ့ကြည့်ပေးမှာခမရကရင်ပေါ်မှာအတာကလေးအိတ်နေုံပဲဘာမှမထူးဆန်းဘူးမိနစ်ပိုင်းကလေးအိတ်ုံနဲ့ပြီးသွားမှာထို့နောက်ဆရာဝန်ကညှက်မောင်ကျုပ်ရဲ့စဉ်းစားသည် မန္တလေးမှာမတ်တစ်သီးဆိုတဲ့နာမည်ကိုကျွန်တော်ကောင်းကောင်းသိခဲ့မှုပါတယ်။နောက်ပြီးခပြားကိုကျွန်တော်မြင်ဘူးသလိုပဲ။ဆရာဝန်ကိုရိုင်းကစဉ်းစားနေတော့အခါ"သူမတည်အကဲခဲကြည့်နေရင်က"သူမမှတ်မိကြောင်အတိပေးလိုက်ရမလား"ဟုခြိတုံချတုံဖြစ်နေသည်။ကျွန်တော်ကိုခမားတည်သလား။နောက်ဆုံးဆရာဝန်ကဖွင့်ပေးသည်။သူမမလိန်ညာပဲအမှန်တိုင်းဖြေရဲစိတ်ကူးလိုက်သည်။ဟုတ်ကဲ့ဟိုလွန်ခဲ့တဲ့နှစ်တော်တော်များများတုန်းကကျမတို့အိမ်ကိုဆရာလာလေးဘူးပါတယ်။ဟာဟုတ်လား။ခင်ဗျားတို့အိမ်ကို ဆရာဝန်သည်မြေရဲ့တိတ်မထင်ရှားသောမျက်လုံးကိုအစွမ်းကုန်အားဆိုင်၍ကြည်နေသည်။ဤဆရာဝန်ကတိကိုမမတ်မိတော့လေ။တိကဆရာဝန်ကိုကောင်းကောင်းမမေ့နေပါသည်။အတိုင်ငယ်နီမြန်း၍နေသောမျက်နှာပေါ်ကအစီနဲ့နဲ့နှင့်ဆူထွက်နေသောဘိုက်တိုနှုတ်ဖယ်လိုက်ရင်းဤဆရာဝန်သည်လွန်ခဲ့သောစနစ်ကျော်ကတိတို့အိမ်ကိုလိုက်လာဖို့သောမောင်တငယ်ချင်းဖြစ်သည်။စိတ်မရှိနဲ့နော်။ခင်ဗျာဒေါက်တာအောင်စီးရဲ့ဇနီးမတ်တီတီများလား။ဟုတ်ကဲ့။ ရှာဝင်းကသူ့နဖို့သူမျက်နှာနဲ့ဖြက်ခနဲ့ရိုက်ကညင်ညူလေသည်ဖြစ်မှဖြစ်ရလေဗျာကျွန်တော်ဘလောက်မမိဖို့ကောင်းတယ်လဲထို့နောက်ရှာဝင်းကတိတိကိုငေးကြည့်နေသည်လူတွေစိတ်ကိုဖယားရင်းအသင့်တင်ကြမ်းကျင်တော်သည်သည်မျက်နှာချင်းဆိုင်ကရှာဝင်း၏မျက်လုံးကိုခံမှန်းဖက်ရှုလိုက်တော့အခါစိုးရသောအဖြစ်တစ်ခုကိုသွားတည်သည်ဘာမှစိတ်ပူမနေပါနဲ့မသိသည်အစိုးဆုံးအနေနဲ့ခွဲစိတ်ကုသမှုလုပ်ရင်လုပ်ရလိမ့်မယ်။ကံကောင်းရင်လည်းစားစိတ်နဲ့တတ်တာသွားမှာပါ။ကျမတိတ်စိတ်မပူပါဘူးရှင်။ အဖြေကိုမြင်မြင်ရင်ဆိုင်ပြစ်လိုက်တာတခုပါပဲအဖြေသည်ဆရာဝန်လက်ထဲကဓာတ်မှန်စာရွက်များတွင်ရှိနေလောက်ပြီးဟုထင်သည် အောင်စီနဲ့တွေ့သည်လားမတွေ့ပါဘူးဆရာသူနဲ့မတွေ့ရ15နှစ်လောက်ရှိပါပဲဆရာဝန်ကသူ့ထံမှာမျက်နှာလွှဲလိုက်လေသည် သူအင်္ဂလန်ပြန်လာပြီးတရားလေးစိတ်ကူစိတ်ယုံမှလုံနေရဲ့လေဟုတ်ကဲ့ကျမသတင်းကြပါရယ်ထို့နောက်ဆရာဝန်ကခေါင်းတစ်ချက်လေးလေးညှိကတလင်းလာနေလားဤအချိန်နှင့်နေရာကိုပြောပြပြီးသူ့ကိုပြန်ခွင့်ပေးလိုက်လေသည် ။တလင်းလာနှင့်စစ်ဆေးသည့်ကွန်ပျူတာဖြင့်ကြည့်ရှုခြင်းသည်လွယ်ကူစွာပြီးဆုံးသွားသည်။ထိုအဖြစ်ကိုယူရန်ဆရာဝန်၏ရှေ့ကန်သို့မသွားမီအေးလုံးလုံးသူစိတ်တွေလေးလံနေသည်။ထို့အပြင်ယောဂါနှင့်မဆိုင်သောအဖြစ်ပြက်တစုံတရာထူးခြားမှုတွေ့ရလိမ့်မည်ဟုလည်းထင်နေသည်။သူထင်မြင်ချက်မှန်ပါသည်ဆ iam ဝင်းစီကန်းတွေဆ iam ဝင်းနဲ့အတူတခြားတယောက်ကိုပါတွေ့လိုက်ရသည်သူကတည်ဝင်လာတော့အခါထိုင်ရမထိုင်ရွေးလက်ကြည့်လိုက်သည်သူမှခန်းစည်းကိုပြန်ချလိုက်ရဲ့သူတို့နှစ်ယောက်လုံးကိုပြုံးပြကာစပွဲစီသို့လျှောက်သွားသည် တိမ်မောင်သည်လွန်ခဲ့သောနှစ်များစွာကလိုပင်ကျင်နာတတ်သောမျိုးလုံးများဖြင့်တိမ်မွေသောလူငယ်တယောက်ဖြစ်သည်ညိုဖြော့ဖြော့လိုင်းတွန်စပင်ပပအိုရခင်ကလိုပင်နောက်ပြန်လှန်ဖြီးထားရာကျယ်ပြန့်သောနှစ်ဖူးပြင်ကပုံမထင်ရှားနေသည်နှစ်သည်ဆက်နှစ်ဖက်လူမှာတော့လူငယ်ကလေးမဟုတ်တော့သောလူလက်တယောက်ဤဇယအရေးအောင်ဖြစ်အဖြူဆက်သောချီမြင်တစ်ခု တွေ့ရလေသည်မင်္ဂလာပါဒေါက်တာတိမ်နှုတ်ဆက်တော့ဒေါက်တာအောင်စီရောက် ။အိုနင်းခွန်နင်းပြန်ပြုံပြသည်။သူမျက်နှာချင်းမှာစိတ်တင်းကျပ်မှုကြီးသည်။သူမ၏ယောဂအဖြစ်ကိုကန်ဆိုးစွာသိလိုက်ရလိုပဲဖြစ်ပြီ။သူမသည်မိမိဘာသာကောက်ချက်ချပြီးစိတ်လေးလံသွားလေသည်။မြတ်စွာဘုရားကိုအာယုံပြုထားရင်ဒီကြိုးစားရသည်။မင်္ဂလာပါသည်။နေကောင်းရဲ့လား။မဟာဟိုးရုံးကလိုပဲ။ဥကြောင်ကြောင်နိုင်တော့ပဲလို့တိတ်တွေးလိုက်သည်။သောသောမောင်မေကွန်ကိုတည်ရလေဦးချောင်ချောင်အဖြစ်ဖြင့်ပြန်ဖြေသည်ဟုတ်ကဲ့နေကောင်းပါရဲ့ဒေါက်တာ ခွဲခွာပြီးတော့ခင်မွန်းတဲ့နေပြန်တွေ့ရသည်မှာမင်္ဂလာဖြစ်တော့လေသူ့ထံမှာတစင်သိရမည်အဖြစ်မှာအမင်္ဂလာဖြစ်သည်သူမသည်စိတ်အသိကင်းမဲ့သူလိုခက်ကြောင်ကြောင်ရက်နေသည်ခိုင်မာမသိသည်အဲ့ဒီအချိန်ကလူချင်းတဲ့အချိန်မှာကျွန်တော်အလုံးမလုပ်တဲ့အချိန်လေအာနာလိုက်တာဆရာသူမတွန့်ဆုတ်ဆွာဝင်ထိုင်သည်ဟာအမနာပါနဲ့ကျွန်တော်မသိသည်ကိုတောင်းပန်ရအောင်မှာ မတ်တီတီကိုခွင့်မတောင်းပဲအောင်စီကိုဖုန်းဆက်ခေါ်မိရတဲ့အတွက်လေမတ်တီတီစိတ်မဆိုးပါနဲ့နော်ကျွန်တော်လုတ်တဲ့နယ်ထင်းလို့ပါလူသားတယောက်ဟာသူ့ရဲ့အဆိုးဝါးဆုံးကံကြမ္မာကိုရင်ဆိုင်ရမယ့်အချိန်မှာဘေးမှာအားကိုးတိုင်ပင်ကြာလူတယောက်ရှိဖို့လိုတယ်လို့ကျွန်တော်ထင်တယ်။မမြင်ရတော့အမှောင်တကြီးတစ်ခုသိမျက်နာစီတော့ရုတ်တရက်ပြိုဆင်းလာတယ်လို့ခံစားလိုက်ရတယ်။အဆိုးရွားဆုံးကံကြမ္မာ သည်အလွန်နှိမ့်ခွေသောနှလုံးခုန်တုံးသည် ရုတ်တရက်ရသွားတော့မည်ဟုထင်လိုက်သည်စကလုံးများကိုဖြည့်ဖြည့်အောင်အာယုံကိုမနှဲဆူစီလိုက်ရသည်ကျမနားလဲပါရဲ့ဆရာဆရာလုံးရဲ့ကိုမှန်နေလို့မပြောနိုင်ပေမဲ့လူသားအဆန်ဆုံးလုပ်ရပါပဲဒေါက်တာအောင်စီရဲ့အတွက်အစိမ်းမကောင်းဖြစ်မိတာလွင်ဆရာကိုကျမကျေးဇူးတင်ပါတယ်မောင်ကတော့ထုံးစံအတိုင်းစကားနဲ့တိတ်ဆိတ်စွာထိုင်နေလေသည်ကျမဘာယောဂဖြစ်နေရလဲဆရာ ဆရာဝန်ကချက်ချင်းအပြေမပေးဘဲမောင်ကိုလှမ်းကြည့်သည်။မောင်ကမတိမတာခေါင်းငိမ့်လိုက်သည့်အခါဆရာဝန်ကသူ့မျက်လုံးကိုမကြည့်ဘဲဖြေသည်။ brain tumor မှာပဲမသိသည်။ပြောရရင်တော့အုံနောက် cell တွေမှာမူမှန်ပဲကြီးထွားပြန့်နှံ့မှုအမြင့်တွင်နေတဲ့အနာမျိုးစားပဲ။လေးပင်မှုတစ်ခုသည်နှလုံးစီသို့အရှိန်ပြင်းစွာထုနှက်ချေမွေပစ်လိုက်လေသည်။နှလုံးခုန်ရက်သွားသည်အမြင်အယုံတွေလျှက်စီးလက်တလုံးဝင်းခနဲပြုတ်ပြတ်သွားကမြင်ကွင်းတွေကပြဝေသွားသည် နားထဲတွင် တိတိုးသံများဆူညံနေသည်ကိုခန္ဓာရှိသွေးအလုံးအေးခေရာလက်ပတ်ဆီစဉ်မှုရဆိုင်သွားသည်သိဒေါက်တာအောင်စီကဘေးတွင်မတည့်ရက်နေရမှအသည့်ကလထိုင်းနောက်သို့လင်းမြန်စွာရက်လိုက်သည်သူပခုံးပေါ်ဖွားကလေးလက်တင်လိုက်သည်ကန်ဆာရိုင်းဟာကျူမာဖြစ်ပေမဲ့ကျူမာရိုင်းဟာကန်ဆာမဟုတ်ဘူးကန်ဆာမဟုတ်တဲ့ကျူမာဟာပြည့်နှံ့မှုလုံးနေတယ်။ရင်ထဲမှာပူလောင်မှုကြီးနဲ့ဆန့်ကျင်စွာသိနှဖူးလဲကုတ်တို့တွင် ွေးစည်းများဖြင့် ASET ဆိုထိုင်လာသည်။လက်ဖျားတစ်ခုနဲ့တစ်ခုတင်းကျပ်စွာဆုပ်ကိုင်းလျက်ရုတ်တရက်ဖြစ်ပေါ်လာသောထိတ်လန့်တုန်လှမှုဝေဒနာကိုအတင်း၍ဖျောက်ဖျက်နေရသည်။ကမ္ဘာလောကကြီးသည်သိကိုနှင်ထုတ်နေပြီ။မမြင်နိုင်သောခွန်အားများအမှောင်တိုင်းအတွင်းသို့ကြံတွန်စွာတွန်ပို့နေပြီ။ငြိမ်းချမ်းသောအာယုံများသိစိတ်တော်ညနေခင်းများအိမြလက်ဆက်တော်လင်းညင်းများဟိုရောကတိမမောဖို့သတိမရခဲ့တော့အရာတို့သည်တိကိုတယောလောင်ပြောင်းချတော်မူ တီအီတိခန်နိုင်စံကိုစံသက်ကြရမည်။ဘျုံကနေတုံလှုပ်သွားသောစိတ်ကိုတဖြည်းဖြည်းထိမ့်ချုပ်ရန်ကြိုးစားမိသည်။မစိုးရင်ပါနဲ့ဒေါက်တာ။ဒီဘာမှမဖြစ်ပါဘူး။စိတ်အေးထားပါ။ဘလောက်ချစ်စရာအားကောင်းလိုက်သည့်စကားပါလေ။တကယ်တော့ဒီမြ၆ချားပွဲအဖြစ်အမှန်ကြီးတခုကိုဘသူကစိတ်အေးထားပြီးရင်ဆိုင်နိုင်ပါမလဲ။ဝေလာသောမြေကြီးများကြောင့်သိအမြင်များဟွာသွားသည်။လေကြောင်းစီမှတင်းကျပ်သောဆွနှင့်မှုကြီးသည်ဘယ်တော့မှပြတ်ခွဲတော့မှာမဟုတ်။ဖခင်ဖခင်ဒီပါများတနိုင်ပါမလဲ။ မငုံနဲ့ကိုယ်စိတ်ကိုနိုင်အောင်ထိနိုင်ဖို့စ조사နေတဲ့မိမတဲ့ဟာငုံဖို့မလိုဘူးဒါလူသားတိုင်းမလွဲမသွေရောက်ရမယ်ခရီးဆုံးတစ်ခုမဟုတ်လားဒီစွအားတွေထိန်ချုပ်လေးလက်ချောင်းထဲမှာပို့၍ပူပြင်းလောင်မြိတ်စွာကျဆိုးလေးဖြစ်နေသည်မငုံနေသည်သည်ဒါမထူးကြအောင်ဘာမှမထူးကြအောင်သို့တော့တိမျက်လုံးမှာမျက်ရည်များလိမ့်စင်းကြလာလေးသည်သူထံမှာပင့်သက်ဆိုင်တန်ကိုတိတိတတကြားလိုက်ရပြီဘေးရကလထိုင်ကိုတိဖက်ပို့၍တူဟာထုတ်ကလထိုင်မှာသူဝင်ထိုင်လိုက်လေသည် ထို့နောက်အိဆက်တောင်တင်းနေသောသိလက်ဖြာများကိုနှွေးထွေးခိုင်မြဲသောလက်များဖြင့်ချင့်ညှင့်ဆုပ်လိုက်လေသည်ထိုအခါတည်သည်မိမသားတယောက်၏အားငယ်ကြောင်းရုံမှုဖြင့်တစ်ချိုက်ရှန်ကုန်မိလေသည် အခန်းထဲသို့တိတ်ဆိတ်သောဝန်내ခြင်းကရုတ်တရက်လှမ်းမိုးဝင်ရောက်လာခဲ့သည်။အုံနောက်နှင့်အာယုံကြောဆိုင်ရာအထုကုဆရာဝန်သည်မိမိရှိမှဝန်내ဖွဲ့မြင်ကင်းကိုစိတ်မကောင်းစွာကြည်ရင်မတ်တည်တည်အဖြေဆောင်ရများကိုတစ်ခုနှင့်တစ်ခုညီညာအောင်ဆုထပ်ဖို့အထိပ္ပယ်ခင်မဲစွာစူးစမ်းနေသည်။ဒေါက်တာအောင်စီကတော့သူ့ဇနီးဟောင်းဤလက်များကိုအားပေးသလိုတင်းကျပ်စွာဆုပ်ထားရင်းဆုနှင်နေသောနှကမ်းများဖြင့်စကားပြောဖို့အာယူနေသည်။ကင်ဆာယောဂါဒေလူနာအတွက်အသိမ့်မင်းဖြစ်သည်။ ်ထို့သောလူဆိုသည်မှာမွေးလာကြတဲ့ကတိမ်မိန်ကြလာခဲ့ပြီးသားမဟုတ်ပါလားသိမ့်မိန်နေရကိုအတိအကျမဟုတ်ဘဲဝင်းနေခြင်းဖြင့်မိမိနှင့်သိမ့်မိန်ဘလို့မှမသက်ဆိုင်သလိုကိုကိုကိုလှည့်စားပျော်ရွှင်နေခဲ့ကြသည်။အောင်းနောက်ကျူမာဆိုတာကြောက်စရာယောဂါတစ်ခုပဲဆိုတာကိုဝင်းခံပါရဲ့သည်။ဒါပေမဲ့တိအတွက်ကုကေရံမဲ့အဖြစ်ကြီးရဲ့ကိုရောက်သွားတာမဟုတ်သေးပါဘူး။ကံကောင်းထောက်မှစွာကိုရောမှကျူမာကိုရင်ဆိုင်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိရသည်။အဓိကယောဂါကိုကိုရိုနာလေဖို့ပဲ။ ယောဂါကိုနားလေရင်ယောဂါကိုရင်ဆိုင်နိုင်ဖို့နီးလန်းတွေကိုလည်းကိုရိုနားလေလာတာပဲတီတူကိုဖြုံးကနေလှည့်ကြည့်လိုက်သည်နားလေဖို့ဟုတ်လားဒေါက်တာတီတိတ်နားလေရမော့ယောဂါဟာကုသလိုမပြောက်တဲ့ယောဂါသိဖို့အမြင်ဆုံးယောဂါလေသူ့မျက်နှာတွင်ခြေကွင်းဝန်းနှင်းမှုကိုတွေ့လိုက်ရသည်ချက်ချင်းပင် ယောဒာဒီမှရင်ကြောင့်တိချက်ရုံဆောင်ဝင်ခံလိုက်ရသည်မိမိစိတ်ကိုချုပ်တီးဖို့အဆင်များစွာလုပ်နေသည့်ကြောင့်ဒီတတိပြုမိသွားသည်သူ့လက်ထဲမှမိမိလက်ကိုဖြင်းဖြင်းစွာဆဲယူလိုက်သည်သူ့မျက်လုံးတွင်မျက်ရည်ဆူဆူလျက်ရှိသည်စိတ်နှလုံးနှူးညံ့သောဒေါသဖြစ်လေ၍ပြေလေသောစင်နာတက်တော်လဲနာကြီးတက်တော်မောင်းသည်ပေမိတ်တည်ရင်စုအတွက်ဒီထက်မရော့နေသော ဆုံးရှုံးတုံလုံးမှုကိုခံစားရလိမ့်မည်ဟုသိသိပါသည် ကျူမာလို့ကိုကိုကိုတည်သွားတယ်လူနာတော်တော်များများဟာမလိုအပ်ပဲမြင်မြန်တည်သွားကြတယ်။တော်တော်များများဟာကျူမာရဲ့တိုက်ခတ်မှုကိုမတွန်းလှန်နိုင်ပဲအလွဲတကူအရှုံးပေးလို့တည်သွားကြတာ။သူတို့တည်တာကျူမာကြောင့်မဟုတ်ဘူးစိတ်ပြောင်းညမှုကြောင့်သူစကားကိုတင်နာလဲတလို့လို့ရှိသည်။သူကတိစိတ်ကိုညွန့်ကွေးနေရမှပြတ်မဲ့အောင်တွန်းအားပေးလိုက်ခြင်းပင်ဖြစ်သည်။ကိုရိုဒီယောဂါကိုရန်သူအဖြစ်သဘောထားပြီးတွန်းလှန်တိုက်ခိုက်မှုသည်သဘောတူရဲ့လား။သူ့ကိုမောကြည့်လိုက်သောဇနီးသည်မျိုးလုံးများတွင်တွေ့ဝေသောအရေးအယံသည်တဖြည်းဖြည်းချင်းပြတ်ကွယ်လာသည်။ သူစနီး၏ရခင်ကရှိခဲ့ဘူးသောအာမန်နှင့်ချိတ်ချုပ်တီးနိုင်စွာများရှိနေလေဦးမည်ဟုသူထင်သည်။အုံနောက်ကျူမာကိုအဆင့်၄မျိုးခွဲလိုက်ရင်သီယောကအဆင့်၃ဖြစ်နေတယ်။အဆင့်၃ဟာအဆင့်နှစ်ထပ်ဆိုးရပေမဲ့အဆင့်၄လိုနောက်ဆုံးချင်မဟုတ်ဘူးသေး။ကိုရောမှာအခွင့်အရေးတွေရှိနေတယ်။သူဒီသူပြောနေသောစကားများကိုသူကိုယ်တိုင်ယုံရဲ့လားဟိုမေးရမေးရဖြစ်နေသည်ဒေါက်တာဆော့ထွန်ပြောသလိုဆိုရင် သိဤယောဂအစဉ်နှင့်သည်နှစ်နှစ်ချီ၍ကြာခဲ့သည်ဝယူပြယောဂဤလက္ခဏာမျိုးတစ်ခါတစ်ခါပေါ်တတ်သောစစောပိုင်းနှစ်တွေကသာသိခဲ့လျင်သူသည်သူစနီးနှင့်သူဤကာလကြာရှည်စွာအဆက်အသွယ်ပြတ်တောက်ကွဲကွာမှုအတွက်ကံကြမ္မာကိုအပြစ်တင်နေမိသည် သူမအနည်းမှရှင့်နေခဲ့လျင်ယောဂကိုစောစီစွာသိနိုင်ပေလိမ့်မည် ူမသိမသာတပင်းချလိုက်သည်စိတ်မကောင်းစရာတွေမှာစိတ်တတဝေရာကိုရွေးထုတ်ရလျင်တင်ဤကျူမာတိုးပွားမှုနှုံးသည်တိတ်မမြန်လာပါထို့ကြောင့်တင်ဤနေရများကိုလမနှစ်အထိဆွဆန့်ပေးနိုင်လိမ့်မည်ဟုသူယုံကြည်ပါသည်ဒီတော့ကိုရောခွဲစိတ်ကုသတဲ့နေ့ကိုအကုတ်လို့ရတယ်သူစကားကြောင့်တည်သည်ပြဝင်နေရမှအတိဝင်လာသည်ဟွန်းဒီဘာနီးနဲ့မှမကုတော့ပါဘူးဒေါက်တာဒီမန္တလေးကိုပြင်ချင်ပါတယ်မဖြစ်ဘူးသည်ဒီသူ့ကိုဝမ်းနှိမ့်ချိန်ခွဲစွာလှည့်ကြည့်လိုက်သည် အဲ့လိုခွဲစိတ်လိုက်ရင်အဲ့အရာပြောက်ရောလားလုံးဝတော့မပြတ်ဘူးပေါ့တည်ရဲ့သူအမှန်တိုင်းဖြစ်မည်ဟုသစ္စာဆုလိုက်သည်ဒါပေမဲ့ခေါင်းခွန်ချင်းချင်းကလေးထဲမှာဒီကျူမာလုံးကြီးနေရာယူပြီးတခြားတရှူးတွေအပေါ်ဖိနှိပ်မချိမဆက်ဝေဒနာပေးနေမှလည်းဆိုင်ဒါကြီးကိုဖဲထုတ်ပြစ်လိုက်တော့အုံနောက် cell account တွေတတ်တာရရမယ်သူ့ကိုခွဲမထုတ်ရင်ခေါင်းခွန်ထဲမှာကြက်သိပ်ပြီးနေမယ်အုံနောက်အတွင်းအရေးကြီးဖိအားကြောင့်ခေါင်းခွန်အောက်ခြေအပေါက်ကနေအောက်ထိကျသွားတတ်တယ် ဒီအခါမှာလူနာဟာကျူမကြောင့်မဟုတ်ပဲအသက်ကိုထိန်းချုပ်တဲ့အင်္ဂါတွေကိုဖိအားပေးညှစ်ခံရလို့ရုတ်တရက်တည်တတ်တယ်။ဒီအနေငယ်ဇဝေဇဝါဖြစ်သွားသည်။အဲ့လိုရုတ်တရက်ချက်ချင်းတည်သွားတာမကောင်းလား။အသက်ရှင်နေသည့်ကာလကြာလေးရဲ့ဝေဒနာခံစားရုံမှလွဲ၍သိအတွက်ဘာရနိုင်မည်နည်း။ခွဲစိတ်ကူတာလိုက်ခြင်းအပြင်လုံးလုံးမပြောက်ခင်ရင်တော့မှအသက်ရှင်နေတဲ့ကာလကိုနှစ်နှစ်ချီပြီးတားထားလို့ရရသည်အနည်းဆုံးတေလူမျိုးပါနာခြင်းကိုက်ခင်နေတဲ့ဝေဒနာကိုဆူဆူရောင်ရမခံစားရတော့ဘူးပေါ့ဝေဒနာ ဝေဒနာကိုလွတ်မြောက်အောင်ဝိပဿနာတရားအတိအအကူညီနိုင်လိမ့်မည်ဟုထင်သည်လူဘဝမှာအသက်ရှင်နေရခြင်းဖြင့်တရားအကျင့်ကျင့်နိုင်သည်တလားဆိုရင်တလားတရားဆိုတရားအာထုတ်သူအတွက်အကျိုးရှိနိုင်ပါလိမ့်မည်ဒီတယောက်ထင်ရင်ဆိုင်ရမှာမဟုတ်ပါဘူးဒီယောဂကိုကိုယ်ပါဘေးကအတူဝင်ပြီးတိုက်ပေးမှာပါသည်ဒီစိတ်တက်ခွန်အားရှိနေဖို့ပဲလိုတယ်ဘေးမှာကိုကူညီပေးမှာပါကိုရောတူတူရင်ဆိုင်ကြမယ်လေကြားလားကျေးဇူးတင်ပါတယ်ဒေါက်တာ တိစကားတန်ဟာတုံရင်ကမြည်ရီတစ်ဆက်လှိမ့်စင်ကြသွားလေသည်။ဒီပမာတဲတယ်လေ။သူနူးညံ့စွာမေးသည်။တောင်းကလာမှာတဲပါရဲ့။ကောင်းပြီအဲ့ကိုကိုလိုက်ပို့ပေးမယ်။ရှိခဲနဲ့အထွတ်တွင်တီကိုဖိမရင်လို့မလားဟုအကဲခတ်တော့တီတီအင်ဒရီမပြတ်ထိန်း၍လမ်းလျှောက်နိုင်တာတွေ့ရသည်အဲ့အင်ကလွတ်လပ်ရဲ့လားဒေါက်တာပြောရဲ့လွတ်လပ်မှုကဘလို့လွတ်လပ်မှုမျိုးလဲတီသူ့မျက်နှာကိုဖြက်ခနဲလှည့်ကြည့်တော့တီထံတွင်ဟိုရုံးက ငြိမ်သက်အေးဆမ်းမှုမျိုးကိုပြန်တွေ့လာရသည်။သူစနီးအေးဆက်တည်ငြိမ်မှုကိုဘယ်တော့ကားမှမနှိမ့်မြုတ်ခဲ့တော့သူသည်ယခုတစ်ချိန်မှာတော့အတိတည်ငြိမ်မှုအတွက်စိတ်တရားရသွားသည်။တရားချင်းဖို့ထီလွတ်လက်တာကိုပြောတာမဟုတ်ပါဘူး။ဝေဒနာတဲ့တယောက်ကိုစိတ်ရင်အောင်ရှာမပေးနိုင်တဲ့လွတ်လပ်မှုမျိုးကိုပြောတာ။ဒီဘာမှပြန်မပြောဘဲနှုတ်ဆိုင်နေသည်။ ူဤလေခုံကားတဲ့တဲ့ကလေးနောက်ထိုင်ကုန်ပေါ်တွင်တင်းနှင်းတည့်အဖို့ကောင်မလေးတယောက်ထိုင်နေအောင်သူစင်စင်ပေးသည်တည်တဲ့သည့်အိမ်ကိုလမ်းနံပါတ်နဲ့ရက်ွက်နံပါတ်ပြောပြတော့သူနည်းနည်းမျက်နှာတွန့်သွားသည်သိဆွေမျိုးလားဒီမှာဆွေမျိုးမရှိဘူးလေဒေါက်တာကိုသိပါရဲ့ဒါပေမဲ့ကိုမသိရသေးရဲ့နောက်ထပ်ဆွေမျိုးသူမသည်ကြောက်ရွံ့ချောင်ချားမှုကြားပင်စိတ်ထဲမှပြုံးလိုက်မိသည် ချင်မှဖြစ်ရလေအလွန်သစ္စာရှိပြီးချင်တာတက်တက်ယောက်ျားတယောက်စီရတော့ပြေးထွက်လာတဲ့မိမတယောက်ဟာနောက်ထပ်ဘာမှညှိကြွယ်စရာမလိုပါဘူးဒေါက်တာသိဖို့ကမှအေးချမ်းပါတယ်ဒါအသည့်ကိုလေးစားအကွက်ရတဲ့မိတ်ဆွေတယောက်ပါကလကင်ပင်ကိုတင်းချက်စာဆုပ်ကင်ထားသောသူ့လက်များတောင်းရင်နေကြသည်မိတ်ဆွေဆိုရင်တော့ကိုတိကိုတောင်းဆိုချက်တစ်ခုပြောခွင့်ရှိသွားပြီဒီကိုအိမ်မှာတဲပါအိုးနေပါစေဒေါက်တာဒုက္ခမရှာပါနဲ့ကိုဒုက္ခပြဝေဒနာလောက်မပြင်းထန်ပါဘူးတီး ်ပြီးအတွက်အားလုံးအဆင်ပြေအောင်ကိုစီစဉ်တာပါ15နှစ်တက်ကလာဟာကိုတို့ဘွားတွေကိုချခဲ့ပါပြီစိတ်ချပါတိကိုကိုစနင်းတယောက်ကိုကြည့်တဲ့မျိုးလုံးမျိုးနဲ့အရင်လိုမကြည့်တော့ပါဘူးလို့ခရီးပေးပါတယ်တိကိုအိမ်မှာလွန်လန်နေလို့ရတယ်ကိုအိမ်မှာကိုတယောက်တည်းပဲရှိတယ်မမေကလွန်ခဲ့တဲ့9နှစ်ကဆုံးသွားပြီတိကိုကိုပြုစုရမှာတိအားနာနေစိတ်ယုံကအလုတ်သမားတယောက်နဲ့သမီးလေးခေါ်ပေးထားမယ်ခွဲစိတ်ပြီးကစားရက်တွေမှာလည်း nurse ခေါ်ပေးထားမယ်တိသူ့ကိုနူးညံ့စွာငေးကြည့်လိုက်သည် ်သူနောက်အိမ်အောင်မပြူရသေးဘူးဆိုတဲ့အထိပဲပေါ့သူကသိမျက်နှာအရေးကွဲကိုကျွမ်းကျင်စွာဖတ်ရပြုံသည်ကိုအိမ်အောင်မပြူဘူးသည်တီအန်အွန်လိုင်းရင်ဟုတ်ကဲ့အင်မတန်ရုပ်ဝါဒဆန်တဲ့ကိုကာယခံစားမှုကိုရှေ့တန်းထင်တဲ့ဒေါက်တာကနောက်အိမ်တာမပြူဘူးဆိုတော့နည်းနည်းတော့အံ့ဩစရာပဲသူမျက်နှာရဲခနဲ့နေသွားသည်နှက်ခမ်းတင်းတင်းစိတ်ကကားမှန်တတဲကိုသာဆူဆိုက်ကြည့်ပြီးငြိမ်သက်သွားသည်ဒါဖြင့်ဒေါက်တာရဲ့စားသောက်မှုတောင်းရင်ဘသူယူခဲ့တယ်လဲ ူပြုံးသည်ဖြစ်တယ်လို့ပဲပေါ့ဆိုင်မကြဝင်ကြဝင်စာအိမ်မစိတ်ကူးရှိရင်အိမ်မစာကိုကမိမရှိတော့မှလည်းဖြစ်တယ်လို့စားခဲ့ရတာမဟုတ်ပဲလားတည်ရဲ့ကိုတော်တော်အချင်းရနေပါပြီလေဒီကောင်းကင်ကတိတ်ဆိတ်သွားသည်တကယ်တော့ဒီဒီအိမ်ရှင်မတယောက်ဖြစ်မောင်ပေါ်တောင်းရင်မချေခဲ့တော့မိမဖြစ်သည်မောင်ကိုလက်ထပ်ဖို့ဘာဖြစ်လို့ဒီသဘောတူခဲ့မိပါလဲ အခုဖတ်ပြပေးခဲ့တာကတော့ဆိုင်းဆရာမဂျူရေးသားထားတဲ့နိုင်ငံကြီးအခြားတစ်ဖက်ဝတ္ထုအပိုင်းရှိပဲဖြစ်ပါတယ်ရှင်။နောက်ရက်ဒီမှာလည်းအခန်းသစ်တွေကိုဆက်လက်ဖတ်ပြပေးသွားမှာမို့လို့ဒုညာပရိသတ်များအားလုံးစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။